ဂျူးလူမျိုးနဲ့ဂျူးဘာသာရဲ့တမိုင်းအကြောင်းကို လေ့လာထားမိတလားလေးညဝေးပြသွားပါမယ်ရှင်။ဂျူးဘာသာကိုအင်္ဂလိပ်လူကတော့ Judaism လို့ခေါ်ပါတယ်။ဂျူးလူမျိုးတွေကို Hebrew, Israel, Rahudi အစရှိတဲ့ဖြင့်ခေါ်ကြပါသေးတယ်။ဂျူးလူမျိုးတွေဟာအလွန်ကိုရှေးကြတဲ့လူမျိုးတစ်မျိုးဖြစ်ပြီးတော့အရှိအလယ်ပိုင်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း3500ကျော်ကတည်းကမြို့ပြနဲ့အခြေချပြီးတော့နေထိုင်ခဲ့ကြပါတယ်။ တို့ရဲ့မြို့တော်ကတော့ဂျေရုဆလင်ပဲဖြစ်ပါတယ်။ကဘာကြီးကိုဖျားသခင်ကဖန်ဆင်းနေဆိုတဲ့ဘာသာတရားမျိုးကိုပထမဦးဆုံးစပြီးတော့ကဘာကိုမိတ်ဆက်ခဲ့တာကတော့ဂျူးလူမျိုးတွေပါပဲ။ဖန်ဆင်းရှင်တို့ရဲ့ထားပြီးတော့ကိုးကွယ်ခဲ့တဲ့ဘာသာမျိုးလို့မိုနိုသီရစ်တစ်ဆိုတဲ့ဘာသာတွေလို့လည်းခေါ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3500လောက်ကတော့သူတို့ကစပြီးတော့ကော့ဖန်ဆင်းရှင်အဖဖျားဆိုတဲ့ကိုးကွယ်မှုကိုစတင်ခဲ့ပါတယ်။သူတို့ရဲ့ဘာသာရေးဆိုတာစပြီးတော့တည်ထောင်တဲ့ချိန်မှာခရစ်ယာန် အစ္စလမ်ဗုဒ္ဓဘာသာရဲ့လို့မပေါ်သေးပါဘူးလက်ရှိကမ္ဘာပေါ်မှာလူအများကြီးကိုးကွယ်တဲ့ဘာသာတရားတွေထဲမှာဟိန္ဒူဘာသာက ပထမဦးဆုံးလို့ဆိုနိုင်ပါတယ်ဒုတိယကတော့ဂျူးဘာသာပဲဖြစ်ပါတယ်ဟိန္ဒူကတော့ဖျားသခင်ကြီးမျိုးစုံရှိရဲ့အတွက်ပိုလီတီရက်စ်တစ်လို့ခေါ်ပါတယ်ဗုဒ္ဓဘာသာကြတော့ဖျားသခင်တယောက်ထဲတော့လကောင်းအများကြီးတော့လကောင်းရှိတာကိုမရှုံလို့နန်တီရက်စ်တစ်လို့ခေါ်ဆိုနိုင်ပါတယ်ကျမတို့ကဘာပေါ်မှာတပါးတည်းသောအရှင်ကိုယုံကြည်ရဲ့ဘာသာကြီး၃ဘာသာရှိပါတယ် အဲ့အရေကတော့ခရီးယန်ဘာသာ အစ္စလမ်ဘာသာဂျူးဘာသာတို့ပဲဖြစ်ပါတယ်အဲ့ဒီဘာသာကြီးသုံးခုစလုံးမှာတာသနာပြန့်ပွားစေဖို့အတွက်တပါးသေးသောအရှင်ရဲ့ဆင့်လွတ်ခြင်းကိုခံရတဲ့တမန်တော်များလည်းရှိပါတယ်ဥပမာအားဖြင့်ခရီးယန်ဘာသာမှာဆိုရင်သခင်ယေရှု Jesus အစ္စလမ်ဘာသာမှာဆိုရင် Muhammad ဂျူးဘာသာမှာဆိုရင်တော့ Ibrahim Moses အစသဖြင့်ရှိပါတယ် ကျူးလူမျိုးတွေဟာတနေ့နေ့မှာလူတွေကိုဖန်ဆင်းတဲ့အဖဖရားသခင်လူပြည်ကြွလာမယ်လို့စံစာထဲမှာရေးထားတဲ့အတိုင်းယုံကြည်ကြပါတယ်။ဂျူးဘာသာဟာနှစ်ပေါင်း1500လောက်ကြာပြီးတဲ့နောက်မှာတော့ခရစ်တက္ကရစ်တစ်ခုနဲ့ပါဝင်ကြလာမှာယေရှုခရစ်ဆိုတဲ့ဂျူးတယောက်ဂျေရုစလင်မှာမွေးဖွားလာခဲ့ပါတယ်။သူကစံစာထဲမှာရေးထားတဲ့အတိုင်းဖရားသခင်ကလှုပ်လိုက်တာသူပဲ။သူဟာဖရားသခင်၊သူဟာဖရားကိုပါစသဖြင့်ဂျူးတွေကိုစီးယုံပါတယ်။ဂျူးတွေကတော့မယုံခဲ့ပါဘူး။ အဲ့ချိန်မှာဂျေရုစလင်ကိုရောမသားတွေကသိမ်းပိုက်ထားတာဖြစ်ပြီးတော့ယေရှုခရစ်ဟာသူ့ကိုယ်သူဖျားလို့မတမယ်ဟာပြောတယ်ဆိုပြီးမယုံတဲ့ဂျူတွေနဲ့ယုံတဲ့ဂျူတွေပြဿနာတက်နေတဲ့အချိန်ပဲဖြစ်ပါတယ်။အဲ့ချိန်မှာဂျေရုစလင်ကို အုပ်ချုပ်နေတဲ့ရောမသားပေါစတီယက်စ်ပလိတ်ကတော့ယေရှုကိုဂျေရုစလင်မြို့ရဲ့အနောက်မြို့ရုံးမှာကားဆင်တင်လိုက်ပါတယ်။အဲ့ချိန်ကနေစတင်ပြီးတော့ဂျူးဘာသာနဲ့ခရစ်ယာန်ဆိုတဲ့နှစ်ဘာသာကွဲထွက်သွားခဲ့ပါတယ်။ ဂျူရီကစံစာအုပ်အဟောင်းအတိုင်းဆက်ကိုးခဲ့ပြီးတော့ခရစ်ယာန်တွေကတော့စံစာအုပ်အဟောင်းတွေယေရှုခရစ်မင်ခဲ့တာတွေတမိုင်းဖြစ်စဉ်တွေသူ့နောက်လိုက်တာတွေပြောတာတွေကိုအားလုံးပေါင်းပြီးတော့အခုဘိုင်ဘယ်တမန်စံစာကိုဆက်သင်ယူပြီးတော့လက်ဆင့်ကမ်းခဲ့ပါတယ်။အဲဒီကနေစပြီးတော့ဂျေရုဆလင်မှာပြဿနာတွေဖြစ်လာခဲ့ပါတယ်။ရောမသားတွေရဲ့နတ်ဘုရားမျိုးစုံဂျူရီရဲ့စံစာအုပ်ခရစ်ယာန်တွေရဲ့စံစာ လူမျိုးရောထွေးမှုဘာသာတရားတွေရှင်းပြမှုတွေဖြစ်လာပါတယ်။ဂျေရုဆလင်ဟာ ဂျူးတွေအာရတ်တွေနေကြတဲ့ကုန်တယ်မျိုးကြီးတစ်ခုဖြစ်လာခဲ့ပြီးတော့လူမျိုးစုံနေထိုင်လာကြပါတယ်။ဂျူးတွေကတော့အများစုလို့ဆိုနိုင်ပါတယ်။ဘာသာပြားတစ်ခုရဲ့ရှိတော့ကတော့အေးချမ်းမိမဲ့နောက်များလာတဲ့အခါမှာတော့ပြဿနာတက်လာခဲ့ပါတယ်။ဂျူးတွေဟာတိတ်ညာကောင်းပါတယ်။အိုင်းဆိုင်ဟာဂျူးပါပဲ။တင်ချာတိတ်တော်တယ်။တိတ်ပန်နဲ့စီပွားရေးတော်တယ်။ကပ္ပစီပွားရေးဟာသူတို့ရဲ့လက်ထဲမှာပဲရှိနေခဲ့ပါတယ်။အခု Facebook ကိုထွင်တဲ့စူးစူးဟာလဲဂျူးမျိုးနဲ့ဝေးတယောက်ပါ။ Google ထွင်တဲ့ Larry Page CNN သတင်းဌာန Dell Computer Founder Huas of Pension စားရိတ်ကဘာကျော်ပုံကိုကြီးတွေဟာဂျူးလူမျိုးတွေပဲဖြစ်ပါတယ်ဒီလူတွေအပြင်တခြားသောနာမည်ကြီးတွေလည်းကြန့်ရှိနေပါသေးရဲ့ဂျူးတွေဘယ်ဟာလာကြတလဲဂျူးတွေဘယ်ဟာစာရာနေဆိုတာနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေကတော့လက်ရှိချင်းထိရှိနေသေးပါရှေဟာကျမ်းစာများအရတော့ဂျူးရီရဲ့အစာဟာတမန်တော်ကြီးအေဗြဟံကနေစလာလို့လည်းပြောကြပါရယ် အဗရာဟင်ဟာကနအူကမက်ဆိုပိုတေးမီးယားဒေသမှာရှိတဲ့အာမြို့ရောမှာနေထိုင်ခဲ့ပါတယ်။အဗရာဟင်ရဲ့တပ်တော်19နှစ်မှာတော့ဖျားသခင်ကတမန်တော်ဖြစ်ရွေးချယ်ပြီးတော့အမိန့်တော်ချပေးခဲ့ပါတယ်။သူကတော့အဗရာဟင်ဟာလက်ရှိဒေသကိုစွန့်ခွာပြီးတော့ကနန်ဒေသကိုပြောင်းရွှေ့ပြီးတော့အခြေချစေပြီးအဲ့ဒီဒေသမှာနိုင်ငံတစ်ခုထူထောင်စေခဲ့ပါတယ်။ ဒီခါမှာတော့အေပရီဟင်နဲ့မိသားစုတွေကပြောင်းရွှေ့ခဲ့ရပါတယ်။သို့တော်လည်းနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့အေပရီဟင်ရဲ့မိတော်ယာကုရဲ့လက်ထံမှာတော့အစာရေစာတွေရှားပါပြက်လန့်မှုကြောင့်ယာကုကသူ့ရဲ့မိသားစုတာတော်12ယောက်နဲ့အတူအီဂျစ်အင်ပါယာရဲ့တောင်ပိုင်းမှာပြောင်းရွှေ့ပြီးတော့နေထိုင်ခဲ့ပါတယ်။အီဂျစ်ကိုဆက်ဆရာချင်းကတော့အဆင်ပြေပေမဲ့လည်းနောက်ပိုင်းမှာဂျူးလူမျိုးတွေဟာအီဂျစ်ဖာရိုဘုရင်ရဲ့ရက်ဆက်စွာကျွံပြူခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီချိန်မှာပဲဟီဘရူးဂျူးမိသားစုမှတမန်တော်မောဆက်ကိုဖမ်းမြင်တော်မူပြီးတော့သူ့ရဲ့မိခင်ကနိုင်မြင်မှာမျှောလိုက်ပါတယ်။အကြောင်းရင်းကတော့အဲ့ဒီချိန်ကနေဖာရိုဘုရင်ကြီးကမွေးဖွားလာတဲ့များဂျူးလူမျိုးတားယောက်ကြားလေးတွေကိုဖမ်းယူပြီးတော့တပ်ဖြတ်နေလို့ပါ။ဒီလိုနဲ့မောဆက်ကိုမျှောလိုက်တာဖာရိုဘုရင်ရဲ့မိဖုရားစီကိုရောက်သွားပြီးတော့မိဖုရားစီကမွေးစားလိုက်ပါတယ်။ မောဆက်ကအရွယ်ရောက်လာတဲ့အခါမှာတော့သူကိုယ်တိုင်ဟေဘရုလူမျိုးတွေကိုဦးဆောင်ပြီးတော့ဖာရိုဘုရင်ရဲ့ရံကနေကာကွယ်ဖို့အတွက်ပင်လယ်နေကြီးကိုနှစ်ချမ်းခွဲပြီးတော့စိုင်းနိုင်ကျိုးဆွဲကိုကဲတင်ပြီးတော့ခေါ်ဆောင်သွားပါတယ်။စိုင်းနိုင်တောင်နှမ်းပေါ်မှာပဲမောဆက်ကိုထာဝရဘုရားသခင်ကပြည့်ညတ်ချက်၁၀ပါးကိုပေးရတော်မူခဲ့ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာဂျူးတွေကနိုင်ငံထူထောင်ပြီးတော့အေးချမ်းစွာနေဖို့အတွက်ကြိုးစားခဲ့ပေမဲ့လည်းနေခွင့်မရခဲ့ပါဘူး။ ။မြေပါများစွာကြာပြီးတော့ဂျူးလူမျိုးတွေဟာလူမျိုးတီတီအင်ပါရာအတီတီတို့ရဲ့ကျွံပြူခြင်းကိုလည်းခံခဲ့ရပါတယ်။အစီရီးယားများနဲ့ဘေဘီလုံနီးယားတွေကတမျိုး၊ဂရိတို့ကတဖုံ၊ရောမတွေကတသွဲ၊ပါရှန်၊တူရကီ အော်တိုမန်များအာရဗျားကတနီးတလှဲစီအုပ်စိုးခဲ့ပါတယ်။ဂျူးတွေဘာကြောင့်ကမ္ဘာနဲ့နေထိုင်လာကြတာလဲ။ဂျူးတွေပြန့်နှံ့ပြီးတော့နေထိုင်လာတာဟာအာရှတိုက်ဥရောပတစ်ခုလုံးမှာပဲ။ ဂီရိရှားကိုလိုနီခင်မှာဆိုရင်မြန်မာပြည်မှာတော့မှလူ9000လောက်နေခဲ့ကြပါသေးတယ်။မြန်မာပြည်မှာတခုရီတော့ချူဖျားချောင်းဟာရန်ကုန်မှာတည်ရှိပါတယ်။တမိုင်းရုံအတူချောက်အောင်မယ်ဆိုရင်ဂျူးတွေဟာ18ရာစုနှာမိုင်မှာအရှေ့ဥရောပဘက်ကိုတော်တော်လေးရောက်လာခဲ့ပါတယ်။ရောက်တဲ့နေရာတိုင်းမှာနိုင်ငံရေးစီးပွားရေးအရေးပါတဲ့နေရာတွေကိုရယူတက်ကြပါတယ်။ နယ်လဲတဲ့ဂျူရီဟာအစပိုင်းမှာအစ္စလာမ်နဲ့တိုက်ပြီးတော့ပြဿနာမရှိခဲ့ဘူးဆိုပေမဲ့လည်းပထမဒုတိယကမ္ဘာစစ်တွေပြီးရဲ့အချိန်မှာပြဿနာတွေစတင်လာခဲ့ပါတယ်ဂျူးများစုစွန့်သွားတဲ့ဂျေရုစလင်ဟာ7000ရာစုနောက်ပိုင်း20ရာစုထိနှစ်ပေါင်း900ကျော်အော်တိုမင်အင်ပါယာလို့ခေါ်တဲ့အရှိအလဲပိုင်းကလူမျိုးစုအင်ပါယာကြီးရဲ့အုပ်ချုပ်မှုအောက်ကိုရောက်လာခဲ့ပါတယ်အစ္စလာမ်အများစုနေထိုင်လာကြတယ်လို့လည်းဆိုနိုင်ပါတယ် ဆွန်နီမွတ်စလင်တွေအများစုပါဝင်တဲ့အဲ့ဒီအင်ပါရာကြီးထဲမှာဂျေရုဆလင်ကနည်းနည်းကျန်နေတဲ့ဒေသခံဂျူးတွေရောဒေသခံခရစ်ယာန်တွေရော အော်တိုမန်အင်ပါယာရဲ့အာမလူမျိုးစုံဘာသာပေါင်းစုံဖြစ်လာခဲ့ပါတယ်။ဖြစ်ချင်တော့1914ကနေ1918ခုနှစ်ပထမကမ္ဘာစစ်မှာ အော်တိုမန်တွေကစစ်ရေးမှာဂျာမန်တွေဘက်ကနေအားပေးပြီးတော့ဝင်တိုက်ခဲ့ပါတယ်။ပထမကမ္ဘာစစ်မှာဂျာမနီနောက်ကနေလိုက်မိပြီးတော့အော်တိုမန်ပြုတ်ကွဲသွားတော့တူရကီ၊အီရတ်၊ဆီးရီးယား၊ဂျော်ဒန် လက်ဘနွန်အီရန်ဆော်ရီအာရီဗျ UAE ရှီမန်စတဲ့အရှိလေပိုင်းနိုင်ငံတစ်တွေပေါ်လာခဲ့ပါတယ်။ဂျာမနီနဲ့အော်တိုမန်အင်ပါယာကိုတိုက်ခဲ့တဲ့ဗြိတိရှားကအော်တိုမန်အင်ပါယာအဟောင်းထဲမှာသူတို့ကိုထောက်ခံတဲ့ဥရောပကဂျူးတွေကိုထည့်ပြီးတော့သွေးခွဲထားခြင်းမို့ရပါတယ်။ပထမကမ္ဘာစစ်မပီးခင်1918ခုနှစ်မှာတော့ဗြိတိရှားကကမ္ဘာအရရက်ကဂျူးတွေကိုသူတို့ရဲ့စံစာထဲမှာပါတဲ့အထွတ်မြတ်နေရာဂျေရုစလင်ကိုပြန်ချင်ရင်ပြန်ကြစေလို့အခွင့်ပေးခဲ့ပါတယ်။ ဒါကတော့ Balfour Declaration လို့ခေါ်ပါရယ်။အဲ့ရုံက Jerusalem ကဗြိတိရှားရဲ့အောက်ကိုရောက်နေခဲ့တာပါ။ Balfour Declaration ကြောင့်အရှက်ရက်ကဂျူရီပါလက်စတိုင်းနဲ့ Jerusalem ကိုပြန်ဝင်လာတာဟာဒေသခံပါလက်စတိုင်းသားတွေကမနှစ်သက်ခဲ့ပါဘူး။ဒီလိုနဲ့နိုင်ငံရေးပြဿနာတွေစတင်ပြီးတော့ဖြစ်ပွားလာခဲ့ပါရယ်။ပထမကဘာစစ်ပြီးတော့ဆစ်ရှုံးတဲ့ဂျာမနီဟာအတော်ကိုမွဲသွားခဲ့ပြီးရဲ့နောက်မှာတော့ဟစ်လာတက်လာခဲ့ပါတယ် သူနိုင်ငံထဲမှာနှစ်ပေါင်းရာချီပြီးတော့ရှောင်နေခဲ့တဲ့ဂျူးတွေကိုငါတို့ခုတ်သေးဆောင်နေတဲ့လူမျိုးကြတွေလို့စွပ်စွဲခဲ့တယ်။နိုင်ငံတနိုင်ငံဟာဆင်းရဲမွဲတင်လာရင်ဘာသာရေးမှိုင်းတဲ့လူတွေကိုတွေးခွဲလို့ရှိတာဟာအဲ့ဒီခေတ်ထရပါပဲ။ပထမကမ္ဘာစစ်ရှုံးတွေကသူ့ရဲ့ရန်သူဖြစ်တီရှာကဂျူးတွေပေါ်စီမံခန့်ခွဲတာနေရာတွေပေးခဲ့တာတွေကိုဂျာမနီကမကြိုက်ခဲ့ပါဘူး။ပထမကမ္ဘာစစ်ရှုံးပြီးတော့အခဲမကြီးတဲ့ဂျာမန်တွေကဟစ်လာကိုထောက်ခံလာခဲ့တယ်။ စစ်ကြောင်ဆင်းရဲတာကိုအသာထားပြီးတော့ဘာသာရေးလူမျိုးရေးနဲ့လူနည်းစုကိုဟစ်တလာကမှိုင်းတိုက်ပြီးတော့အာဏာကြီးလာဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဟစ်တလာကစစ်ရှုံးပေမဲ့ငါတို့ဟာနည်းနည်းရရမဟုတ်ဘူး။ငါတို့ဟာအာရိယန်လူမျိုးတွေလို့မျိုးချစ်စိတ်တက်ပြင်းထန်လာအောင်ဂျာမန်တွေကိုမြှောက်ပေးခဲ့ပါတယ်။ဂျာမန်တိုင်းနိုင်ငံလုံးဟစ်တလာရဲ့နောက်ကိုပါသွားခဲ့ပြီးတဲ့နောက်မှာတော့ဂျာမနီကစစ်ရေးပြင်ဆင်ပြီးပိုလန်၊ဩစတြေးလျ၊ချက်၊ဒိန်းမတ်၊နော်ဝေး၊ဂရိ၊ယူဂိုစလဗ်၊အီတလီ ဟန်ဂေရီစတဲ့ဥရောပနိုင်ငံတွေကိုတက်သိမ်းခဲ့ပါတယ်။အဲဒီနိုင်ငံအသီးသီးမှာနေနေကြတဲ့ဂျူးတွေကိုလည်းအကုန်တတ်ခဲ့ပါတယ်။ဟိုလိုကတ်ဖြစ်စံလို့ကမ္ဘာမှာမှတ်တမ်းတင်ခဲ့တဲ့နာမည်ကြီးလူမျိုးတော်တပ်ဖြတ်မှုကြီးတစ်ခုရဲ့အစပါပဲ။ဒုတိယကမ္ဘာစစ်ဖြစ်တဲ့1939အနည်း1945ခုနှစ်ပထမပိုင်းမှာကမ္ဘာကြီးကဂျာမန်တွေကိုစစ်ရေးအရသာစောင့်ကြည့်နေခဲ့ကြပါတယ်။ဂျူးလူမျိုးတွေနဲ့ဂျာမန်တွေကိုဟစ်လာကသွေးခွဲတာလဲဘာမှသိပြီးတော့မပြောခဲ့ပါဘူး။ ဲ့ဒီချိန်ကတော့ဂျူးတွေကနိုင်ငံမဲ့တွေဆိုတော့လူနည်းစုဖြစ်ပြီးတော့တစ်ကမ္ဘာလုံးမှာဂျူးက16တန်းကျော်ကျော်ပဲရှိခဲ့ပါတယ်။နာဇီဂျာမနီကတက်ခဲ့တဲ့ဂျူးလူမျိုးတွေကတော့6တန်းလောက်ရှိခဲ့ပါတယ်။လူမျိုးတစ်မျိုးရဲ့38ရာခိုင်နှုန်းကျော်ကိုနာဇီတွေကတပ်ပစ်တာတော့မှဆိုလို့ရပါတယ်။ဂျူးတွေတရားတာကိုလည်းကမ္ဘာကြီးကအတမထွက်ပင်နဲ့စိတ်စိတ်နေခဲ့ပါတယ်။နောက်မှဂျာမနီကစစ်သွေးကြလာပြီးအရှိဥရောပကိုအကုတ်သိမ်းရာကနေ ပြင်သစ်အင်္ဂလန်ထိစစ်ပင်လာတဲ့အခါကြမှာဒါမဟာမိတ်ဖွဲ့ပြီးတော့ဂျာမနီကိုပြန်ပြီးတော့တိုက်ခဲ့ကြတာပါဒီလိုနဲ့ဒုတိယကမ္ဘာစစ်ဖြစ်လာခဲ့တယ်လို့ဆိုလို့ရပါတယ်အဲ့ဒီအချိန်ကြမှာနာဇီဂျာမနီရဲ့ဂျူးအပေါ်ရက်စက်တာတွေမဟာမိတ်တွေကဖွင့်ချခဲ့ပါတယ်ဂျူးတွေကိုဘေးလွတ်ရာကိုကယ်ပေးခဲ့ကြတယ်ဂျူးတွေကသွေးပြက်လောက်အောင်အသက်ခံခဲ့ရတော့အများစုဟာအရှေ့အနောက်ဥရောပကနေဂျာမန်တွေနဲ့လွတ်တဲ့ဗြိတိရှ်အမေရိကန်ရုရှားဩစတြေးလျနယူးဇီလန် ၊ကနေဒါ၊အာဂျင်တီးနာ၊ဘရာဇီးနဲ့တချို့ဗြိတိရှားလက်အောက်ခံပါလက်စတိုင်းတွေဖြစ်တဲ့ဂျေရုဆလင်ကိုပြေးကုန်ကြပါရီ။ဒုတိယကမ္ဘာစစ်တုန်းကဂျာမန်တွေသာဆက်နိုင်သွားရင်ဂျူးတွေကြံ့တော့ကြံ့မရောမလားတော့မသိပါဘူး။စစ်ကြောကဘာရရပြကြတဲ့ဂျူရီကိုမဟာမိတ်တွေကလိုက်စုပြီးတော့ယူအန်ကနေတဆင့်အားလုံးဆွဆွယုံယုံနေကြဖို့အတွက် နေနေတစ်ခုရှာတဲ့အခါမှာတော့သူတို့ထွတ်မြတ်ထားတဲ့မူလဂျေရုဆလင်ပါလက်စတိုင်းဒေသမှာဂျူးနဲ့အာရတစ်ကိုနေနေခွဲပြီးတော့တိချအုပ်ချုပ်မှုတွေနဲ့နေကြဖို့အတွက်စီစဉ်ခဲ့ပါတယ် စစ်နိုင်မဟာမိတ်ဗြိတိရှားနဲ့အမေရိကန်တို့ကအကောင့်ထဲဖော်ပေးခဲ့တယ်လို့သိရပါတယ်။ဒုတိယကမ္ဘာစစ်ကြီးအပြီးပါလက်စတိုင်းဒေသမှာဘာသာစုံလူဦးရေတန်းကျော်ပဲရှိပါတယ်။အများစုကတော့အစ္စလာမ်နေဖြစ်ပြီးတော့ဂျူးဟာ၃သိန်းလောက်ရှိခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဂျူးတွေအများကြီးပြောင်းပြီးတော့ဝင်လာရကနေ1948ခုနှစ်လောက်မှာတော့လူဦးရေ1.3သန်းလောက်ဖြစ်လာခဲ့ပါတယ်။ပါလက်စတိုင်းဒေသဟာမြန်မာနိုင်ငံရဲ့ area နဲ့တက်ဆာမယ်ဆိုရင်တော့အစ26ဆတော့ငယ်ပါတယ် မြန်မာနိုင်ငံရဲ့ခရိုင်တစ်ခုစာလေးသာအကျယ်ဝန်းရှိတာပါ။လက်ရှိမှာတော့ဂျူးကပါလက်စတိုင်းမှာခုနှစ်တန်းကျော်လောက်ကိုရှိနေပါပြီ။အဲဒီမှာဂျူးခုနှစ်တန်းကျော်နဲ့ RF နှစ်တန်းကျော်စုပေါင်းနေထိုင်ရပြီးတော့အမြဲလိုလိုထခြားနေကြတာပါ။ညထိုးပင်ငော်တွေကလည်းဟိုဘက်ဒီဘက်နဲ့တစ်ကမ္ဘာလုံးကြီးပါပါနေခဲ့တာပါပဲ။ဒါကြောင့်အဲ့ဒီဒေတာဟာကမ္ဘာဘာသာကြီးတွေပေါက်ဖွားတဲ့နေရာဖြစ်တယ်လို့ကမ္ဘာစစ်မီတဲ့မှွေးရဲ့နေရာလို့လဲဆိုနိုင်ပါတယ် လက်ရှိဂျူးလူမျိုးအများစုနေထိုင်ကြတဲ့အစ္စရေးနိုင်ငံအကြောင်းကိုလည်းအနည်းငယ်ရှင်းပြပေးသွားပါမယ်။1948ခုနှစ်မှာဂျူးတွေကိုဂျေရုစလင်ကနေထိုင်မှုအတွက်ချပြီးတော့ကမူလပါလက်စတိုင်းသားတွေနဲ့နေမြေခွဲပြီးတော့အတူတူနေကြဖို့အတွက်ကုလသမဂ္ဂကလှုပ်ချင်ခဲ့တာပါ။အာရဗီယာအာရအုပ်ချုပ်ဂျူးနေရဂျူးနေကြဆိုပြီးတော့ဂျေရုစလင်ကဘုံပိုင်ဆိုပြီးတော့တတ်မှတ်ဖို့အတွက်စ조사ခဲ့ပါသေးတယ်။ဂျေရုစလင်ကိုမြို့တော်ထားပြီးတော့နိုင်ငံတည်ထူထောင်မယ်ဆိုတော့ဇီယုန်နဲ့ဝါရာဟာလေဂျူးရရဲ့ဆန္ဒဖြစ်ပြီးတော့ 1698ခုနှစ်လောက်ခရက်ကရှိခဲ့တာပါသူတို့ရဲ့အကြံစီကတော့ကမ္ဘာအရရက်ကဂျူးတွေပတ်စံစုဂျေရုဆလင်တဝိုက်မြေတွေကိုအာရတ်တွေစီကဝေးပြီးရင်အကုန်လုံးပြောင်းပြီးတော့နိုင်ငံထူထောင်မှုအတွက်ကြံစီရာမျိုးပါမြေရေကိုတန်ရာတန်ကြီးပေးပြီးတော့ဝယ်နေကြတာဖြစ်ပြီးတော့ညီလူရာမျိုးအတင်းအဓမ္မလူရာမျိုးတော့မလုခဲ့ပါဘူးလို့သိရပါတယ်။အဲ့လိုလုပ်ဖို့အတွက်စူးစမ်းနေကြတော့ဒုတိယကမ္ဘာစစ်မှာသူတို့လူမျိုး38ရာခိုင်နှုန်းအသက်ခံလိုက်ရတာဟာဂျူးတွေကိုအတော်ကိုတုံ့လှုပ်သွားစေခဲ့ပါတယ်။ နိုင်ငံတစ်ခုထူထောင်ခြင်းနဲ့ဆန္ဒပို့ပြီးတော့ပြင်ပြလာခဲ့ရလို့လည်းသိရပါတယ်။ပထမကမ္ဘာစစ်ကြီးအပြီးအော်တိုမန်အင်ပါယာပြတ်ပြီးတော့အရှေ့အလယ်ပိုင်းနိုင်ငံသစ်တွေပေါ်လာတဲ့အခါမှာဂျူးတွေလည်းသူတို့ဟာအရှေ့အလယ်ပိုင်းရဲ့တမိုင်းကိုမွေးဖွားပေးတဲ့လူမျိုးမျိုးလို့အရှေ့အလယ်ပိုင်းမှာသူတို့နိုင်ငံသူတို့ထူထောင်လာကြတာကလည်းဇီယွန်နဲ့ဝါရာကိုမီးရှို့ပြီးတော့တက်လန်စေခဲ့ပါတယ်။ဂျူးလူမျိုးတိုင်းဟာဒုတိယကမ္ဘာစစ်ကာလမှာအသက်ခံရတဲ့ဆွေမျိုးသားချင်းမိသားစုတွေရှိကြတယ်လို့ဆုံးရှုံးရတဲ့အနာတွေလည်းရှိသွားခဲ့ပါတယ် လူမျိုးတစ်မျိုးဟာနာသွားပြီဆိုရင်ကြားနာခဲ့ခဲ့တဲ့လူမျိုးတိတ်ကြောက်စရာကောင်းပါတယ်။တစ်ဖက်နဲ့တစ်ဖက်ဘာသာကွဲနေကြရင်ပို့ဆိုပြီးတော့ညှိရတိုက်ခတ်တယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ်။မြမလူမျိုးလူမျိုးစုံတဲ့နိုင်ငံဟာလည်းတင်ကန်းစာရှုသင့်ပါတယ်။ကွဲသွားရင်ရှာတပ်ပန်ရှန်သူတွေဖြစ်သွားကြမှာပါ။ဂျူးများစုဟာနှစ်ထောင်ကျပါလက်စတိုင်းဒေသဂျေရုဆလင်ကိုစွန့်သွားပြီးတော့ပြန်ရောက်လာတာမို့လို့ လက်ရှိနေတဲ့ပါလက်စတိုင်းသားတွေကလည်းဒီလောက်ကြာနေမှာမင်းတို့မြင်မဟုတ်တော့ဘူးလို့အသက်ဝင်လာတဲ့ဂျူးတွေကိုကြောဆိုပြီးတော့ဆက်ဆံခဲ့ကြပါတယ်။အာရတ်တွေကလည်းရှင်းနံတွေ့ပြီးတော့ချမ်းသာလာခဲ့တယ်လို့လူဦးရေတွေတိုးပွားလာတယ်။ပါလက်စတိုင်းမှာဂျူးတွေမလာခင်ကအာရတ်တွေအများဆုံးဆိုတော့ဂျူးတွေပြန်လာတာမခံနဲ့ချောက်ကွာဆိုပြီးတော့ပါလက်စတိုင်းအာရတ်လူငယ်တွေကိုငွေထုတ်ပေးတယ်။ဂျူးကလည်းစီယွန်နဲ့ဝါရာအကောင်တို့1948ခုနှစ်မေလ14ရက်နေ့မှာနိုင်ငံသစ်ထူထောင်ကြအောင်ကြီးညာတယ်။ ကျင်းညာပြီး17မိနစ်ကြာမှအမေရိကန်ကနိုင်ငံတစ်ကိုထောက်ခံနေအာရပ်နိုင်ငံအားလုံးကကန့်ကွက်တယ်။ကမ္ဘာနိုင်ငံအများစုကညှိနေတယ်။မထောက်ခံရကြအောင်မြန်မာနိုင်ငံကတနည်းကြတဲ့အခါမှာအစ္စရေးနိုင်ငံကိုထောက်ခံနေမြန်မာဟာအစ္စရေးကိုအစောဆုံးထောက်ခံတဲ့အာရှနိုင်ငံတွေမှာပါပါတယ်။နိုင်ငံထူထောင်ပြီးပြီးချင်းပဲအာရပ်အစ္စရေးစစ်ပွဲဖြစ်ခဲ့ပါသေးတယ်။ပါလက်စတိုင်းအာရပ်တွေရဲ့အီဂျစ်ဂျော်ဒန်အီရတ်စီးရီးယားလက်ဘနွန်ဆော်ဒီရှီမင် စားတဲ့ဘက်ကစစ်တီပါ6ပါ။ Israel ကကလေးလူကြီးမကျန်လူသသိန်းကျော်နဲ့ခြားကြတာ6လတိုင်းကြာခဲ့ပါတယ်။ Israel အနိုင်ရရှိခဲ့ပြီးအရင်ကပါလက်စတိုင်းအာရဗ်တွေနဲ့ Israel Jew တွေကိုအညီအမျှခွဲပေးဖို့အတွက်လှုပ်ထားတဲ့မြေနေရာတွေကိုပါစစ်ပွဲကြောင့်မြေပုံတွေပြောင်းကုန်ပြီးတော့ Jew တွေကအာရဗ်နေမျိုးတွေကိုပါသူတို့ရဲ့လုံခြုံရေးအကြောင်းပြပြီးတော့ဝင်သိမ်းခဲ့ပါတယ်။ဒီလိုနဲ့ပဲ Israel ဟာတဖြည်းဖြည်းနဲ့ဆက်လက်နေနိုင်ငံဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့တချိန်ချင်းနဲ့ခြားလာခဲ့ကြတာ ဣသရေဟာရန်ကုန်တတလူဦးရေ9တန်းလောက်ရှိတဲ့နိုင်ငံငယ်လေးကလေလူဦးရေတန်း900လောက်ရှိတဲ့အာရက်ကဘာကိုစိန်ခေါ်ပြီးတော့ဆက်ဆက်ထိမခံတဲ့နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပါတယ်။သူ့လူတယောက်ကိုထိရင်ဆယ်ယောက်ပြန်ပြီးတော့လက်စားချစ်တတ်ပါတယ်။ဣသရေနိုင်ငံမှာနိုင်ငံသားတိုင်းမဖြစ်မနေစစ်မှုထမ်းရပါတယ်။သူတို့ဟာအရက်ရှိမျက်နှာမှာဘယ်အရာမှကြော်ပြလို့မရပါဘူး။ဘာလို့လဲဆိုတော့ရန်သူဖြစ်သွားကုန်ကြပြီလေ။ဖြစ်တဲ့အာရက်တွေကလည်းဝိုင်းချလိုပါပဲ။ ဒါကြောင့်စစ်အင်အားလက်နက်အင်အားကိုအမြဲတမ်းစတ်တက်ပြီးတော့တီထွင်နေတာပဲဖြစ်ပါတယ်။အသက်ထူထောင်တဲ့အစ္စရေးကိုပြတ်မလားကြတဲ့ဂျူးလူမျိုးတွေကလည်းသူတို့နေတဲ့နိုင်ငံအသီးသီးမှာအထင်ကရပညာရှင်တွေစီးပွားရေးလုံခြုံရေးပိုင်ရှင်တွေဖြစ်နေကြပါတယ်။ဥပမာအမေရိကန်မှာဆိုရင်ဒီနေ့ဂျူးလူမျိုး၈တန်းနီးပါးရှိပါတယ်။လက်ရှိအစ္စရေးကမှာ9တန်းကျော်ရှိရပါ။အစ္စရေးနိုင်ငံထက်တောင်မှအမေရိကန်နိုင်ငံမှာဂျူးလူမျိုးတွေပိုပြီးတော့များနေပါသေးတယ်။ ဂျူရီဟာအမေရိကန်နိုင်ငံသားတွေဖြစ်နေပြီးတော့စီးပွားရေးနိုင်ငံရေးမှာ ထိတ်တန်းကနေထဲထဲဝင်ဝင်ရှောင်နေတော့အမေရိကန်ကအစ္စရေးကိုထင်အစ္စရေးဘက်ကနေစစ်ဝင်တိုက်မှာပါအမေရိကန်ရဲ့အချက်လွတ်တော်မှာအမေရိကန်ဂျူးလူမျိုးအမှတ်6ယောက်ရှိပါတယ်အောက်လွတ်တော်မှာလည်း26ယောက်ရှိပါတယ်ဒါကြောင့်မဲအမေရိကန်တွေဂျူးဘက်ပါတာတော့မဆန်းပါဘူးဒါပြင်ကင်တက်ကနေဒါအင်္ဂလန်ဘယ်ဂျီယံရုရှားယူကရိန်းအာဂျင်တီးနာဂျာမနီဩစတြေးလျာ ဘရာဇီးမက္ကဆီကိုဟန်ဂရီတို့မှာဂျူးတွေတိမ့်ချပြီးတော့ရှိနေကြပါသေးတယ်။အဲ့ဒီနိုင်ငံတွေကလည်းသူ့ရဲ့နိုင်ငံတွေကဂျူးပြည်သူတွေမျက်နှာနဲ့အစ္စရေးဘက်ကပူပိုတတားလီတော့ရှက်တိခဲ့ကြပါတယ်။နီကိုချရမယ်ဆိုရင်တော့ဒီလိုမျိုးကြုံပြုခံရဖိနှိပ်မှုခံရလူမျိုးတော်တပ်ဖြတ်ခံရမှုမှာများစွာကိုဖျက်ကျော်ခဲ့ရပေမဲ့လည်းယနေ့ထိဂျူးလူမျိုးတွေဟာအင်အားကောင်းစွာနဲ့နေနိုင်လျက်ရှိပါတယ်။အင်အားကောင်းနေဆိုတဲ့နေရာမှာလူဥယျာဉ်ပြပြတာကိုတော့ဆိုလိုတာမဟုတ်ပါဘူး။ လက်ရှိမှာဂျူးလူမျိုးတွေဟာကမ္ဘာလူဦးရေရဲ့၃ညတသမာ2ရာခိုင်နှုန်းခန့်မှာရှိပြီးတော့အရေအတွက်အားဖြင့်တော့14တန်းသာရှိပေမဲ့လည်းကမ္ဘာစီးပွားရေးစစ်ရေးနိုင်ငံရေးသိပ္ပံပညာအမှုပညာနဲ့စာပေရုပ်ရှင်မှာပါဂျူးလူရဲ့ဩဇာလွှမ်းမိုးမှုကတော့အလွန်ပဲကြီးမားလျက်ရှိပါတယ်။ဒီလိုမျိုးလူနည်းစုဖြစ်လျက်နဲ့ဩဇာအာဏာလွှမ်းမိုးမှုကြီးမားနေရဟာဘာကြောင့်လို့ကြီးရှုတဲ့သူတွေထင်မြင်ပါတလဲ။ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုကွန်မန့်မှာရေးပြီးတော့အပြန်လဲဆွေးနွေးသွားကြပါအောင်နော်။ အားလုံးကိုလည်းဝေဖန်အကြံပြုဆွေးနွေးပေးကြပါလို့လည်းဖိတ်ခေါ်အပ်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတရစာဗီဒီယိုပေါင်းများစွာအတွက်လည်း channel လေးကို like and subscribe လေးလည်းလုပ်ပေးကြပါဦးနော်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတရှိပါရယ်ရှင်။